မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ရခိုင်ပြည်ကចောင်းသားတွေကိုဘုံကျဲတက်ဖြတ်တဲ့အကြမ်းဖက်စစ်တပ်ကိုကဘာလုံးဆိုင်ရာအရခအမျိုးသားကွန်ရက်ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ရခိုင်ပြည်ကကျောင်းသူကျောင်းသားတွေကိုဘုံကျဲတပ်ဖြတ်တဲ့အကြမ်းဖက်စစ်တပ်ကိုကမ္ဘာလုံးဆိုင်ရာအရခအမျိုးသားကွန်ရက် Worldwide United Arakan Network WUAN ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ကြောက်တော်မျိုးနဲ့တရက်တပင် ကြီးရွာကပညာပန်းကင်းနဲ့အမြင်သိကိုပိုင်းအထက်တန်းကျောင်းနှစ်ကျောင်းကိုညတကောင်အချိန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရည်နဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ WUAN က စက်တမာလ15ရက်နေ့နေ့ဆိုရင်ဒီကနေ့စက်တမာလ18ရက်နေ့မှာမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ် ကျောင်းနေကလေးငယ်တွေညာဘက်အိမ်မောကြာနေချိန်စာသင်ကျောင်းတွေပေါ်ကိုရက်ဆက်ကြမ်းကြုတ်လူမဆန်စွာရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုအပေါ်ကျွန်ုပ်တို့ကဘာလုံးဆိုင်ရာအရခအမျိုးသားကွန်ရက်ကပြင်းထန်စွာရှုတ်ချလိုက်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စတေမလာဆန်နီရဲ့ညတကောင်တနအီကျော်အချိန်မှာအကြံဘက်လီတက်ကတရားတွေပင်ကျေးရွာမှာရှိတဲ့ပုတ်ကလီကထက်တန်းချောင်းတွေဖြစ်တဲ့ပညာပန်းကင်းစာသင်ချောင်းနဲ့အမြင်သစ်စာသင်ချောင်းတွေပေါ်ကိုပေါင်900ဘုံနှစ်လုံးနဲ့ ပြစ်မှတ်ထားပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရီအခုလိုလူမဆန်စွာပုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ကနအူးမှာအသက်15နှစ်ကနေ18နှစ်အရွယ်ကလေးငယ်19ဦးအသက်ဆုံးရှုံးခဲ့ရပြီးတော့22ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ရမှာဒဏ်ရာပြင်းထန်တဲ့ကလေးငယ်တွေထဲက3ယောက်ထပ်မံတည်ဆုံးခဲ့ရတဲ့အတွက်ကြောင့်အခုအခါတည်ဆုံးတဲ့ចောင်းသားចောင်းသူ22ဦးအထိရှိလာခဲ့ပြီလို့လည်းထုတ်ပြန်ချက်ကဆိုထားပါရီး အကြမ်းဖက်စစ်ကော်မရှင်ဖက်စစ်စစ်တပ်ဟာဂျနီဗာကွန်ဗင်းရှင်းမှာပါတဲ့စစ်မှတ်ဖြစ်ပွားတဲ့နေရာတွေကအရက်သားတွေကိုကာကွယ်စောင့်ရှောက်ရမယ်ကျင်းဝတ်စည်းကမ်းတွေကိုလုံးဝအလေးမထားပဲနဲ့စစ်ပွဲနဲ့မဆိုင်တဲ့စာတင်ကြောင်းတာသနီကအဆောက်အုံနဲ့အများပြည်သူတွာလာနေထိုင်တဲ့ရခိုင်ပြည်အနှံ့ကနေရာတွေကိုပိတ်မထားတိုက်ခိုက်ကစစ်ရာဇဝမှုတွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်ကျူးလွန်နေတယ်လို့လည်းထောက်ပြထားပါတယ် စာတင်ကြောင်းတွေဆေးရုံဆေးခန်းတွေနဲ့တာသနီးကအဆောင်တွေအပါအဝင်မြို့ရွာတွေမှာရှိတဲ့လူနေရပ်ကွက်တွေကိုအကြောင်းမဲ့လေကြောင်းကနေတိုက်ခိုက်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့လောက်ရကိုလေကဘာလုံးဆိုင်ရာအရက်ခအမျိုးသားကွန်ရက်ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပါရခင်ဗျာဆက်လက်ပြီးတော့ဖပုံခရိုင်မှာအခုလောက်ဝက်အတွင်းတိုက်ပွဲအကြိမ်90ကျော်ဖြစ်ခဲ့ပြီးတော့စစ်သား၄ဦးသေဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ် ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာ9နေမြေဖြစ်တဲ့ဖပုံ KI မှာအခုစက်တင်ဘာလဝက်အတွင်းအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲ58ကြိမ်ဖြစ်ခဲ့ပြီးတော့စစ်သား၄ဦးသေဆုံးသွားတယ်လို့ KNU ဖပုံ KI ကမနေ့ကစက်တင်ဘာလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ10ရက်နေ့ကနေ15ရက်နေ့အထိအကြမ်းဖက်စစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုနဲ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို KNU တပ်မဟာ9ကဘာပုံခရိုင်ကကရင်ဘာသာနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ KNU တပ်မဟာ9ဘာပုံခရိုင်ရဲ့ထုတ်ပြန်ချက်မှာစစ်တပ်ကလူအခွင့်ရေးချိုးဖောက်တာတွေ KNL နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ခဲ့တာတွေဖော်ပြထားတာလို့နားလည်ရပါတယ်။ စတေမာလာ၁ရက်နေ့ကနေ၁၅ရက်နေ့အတွင်းတိုက်ပွဲ58ကြိမ်ဖြစ်ခဲ့တာရှိပြီးတော့စစ်တပ်ဘက်က၄ဦးသေဆုံးတာဒဏ်ရာရသူ၈ဦးရှိတဲ့အကြောင်းနဲ့စစ်စခန်းတစ်ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကဒရုန်းတွေ၊ Jet Fighter တွေနဲ့အရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ခွင့်ရချိုးဖောက်မှုတွေလည်း KNU တပ်မဟာ9ဖောက်ပုံခိုင်ကအသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့ဇူလိုင်နဲ့ဩဂုတ်လအတွင်းစစ်မှုထမ်းတပ်သား14ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အခုနှစ်ဇူလိုင်လနဲ့ဩဂုတ်လအတွင်းစစ်မှုထမ်းတပ်သား14ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာရှိတယ်လို့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့စက်တင်ဘာလ18ရက်နေ့မှာထုတ်ပြန်လာပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်မိတ်စာအဖွဲ့ရဲ့အတင်းအထမပေါ်တာအစိုးရခံရတဲ့တိုင်းရင်းသားလူငယ်၁၄ဦးဟာယခုနှစ်ဇူလိုင်လနဲ့ဩဂုတ်လအတွင်းသူတို့ကိုင်ဆောင်တဲ့ MA3 အမျိုးစားလက်နက်ငယ်၅လက် MA1 အမျိုးစားလက်နက်ငယ်၂လက်လက်ပစ်ဗုံးဒီကိုလုံး60မမလက်နက်ကြီးကြီး၄ဘူးအင်နာဂါ၃လုံးကြီးပေါက်15ခု 5.56G အတောင်1200တို့နဲ့အတူကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံ drone တပ်ဖွဲ့ wind or ကလေးထံခူလုံလာခဲ့တာလို့ဆိုပါတယ် အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေကိုကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖယုံ drone တပ်ဖွဲ့ဝင်းတော်ကလေးတပ်ဖွဲ့အနေနဲ့တိုင်းရင်းသားလူငယ်လူရွယ်တွေကိုအရေးပေါ်စုတော်ငွေအဖြစ်တအူးကိုကြက်သိန်း30စီချင်းမြင့်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ လက်ရှိမှာအလင်းဝင်လာတဲ့လူငယ်တွေဟာမိမိတို့တော်လန်ရေးရဲဘော်တွေနဲ့အတူစစ်မိတ်ဆာတွေကိုပြန်လည်တိုက်ခိုက်နေတယ်လို့လည်းထပ်ပြီးတော့အသိပေးထားပါတယ်။မြောင်းလိုင်ဥဆောင်တဲ့မတရားအာဏာလုအဖွဲ့ဟာလက်ရှိအချိန်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့နေရာတိုင်းမှာဆစ်ရှုံးနေပြီးတော့နိုင်ငံတကာရဲ့ယုံကြည်ထောက်ခံမှုလုံးဝမရှိတာကြောင့်ဆစ်ရှုံးနေတဲ့စစ်အုပ်စုဟာတိုင်းပြည်ရဲ့အနာဂတ်ကျယ်ပွင့်တွေဖြစ်တဲ့တိုင်းသားလူငယ်လူရွယ်တွေကို လူမျိုးပြတ်သုံးစေဖို့ရွယ်ပြီးတော့လက်နက်အားကိုနဲ့အထမပေါ်တာဆွဲကစစ်မြေပြင်မှာအတီခံခိုင်းပြီးတော့ဆရာနာရှင်တက်ဆိုးရှိစီရေလူမဆန်စွာမိုက်တွင်းနဲ့နေတယ်လို့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကလေးခရိုင်ပကဖအအနေနဲ့မင်းအောင်လိုင်ဥဆောင်တဲ့အာနာလူစစ်မိတ်စာတတိုက်အမြင့်ပြတ်တဲ့အထီဒေါ်လာရင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝန်ကြီးဌာန MOD လက်အောက်ကနေဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံ drone တပ်ဖွဲ့ဝင်းတော်ကလေးဟာဆရာနာရှင်အမြင့်ပြတ်ချီမုံရီ2021ခုနှစ်ကစပြီးတော့အခြားလက်နက်ကင်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတိုက်ပွဲပေါင်းများစွာမှာလက်နက်ဆွဲကင်တော်လှန်နေတဲ့အဖွဲ့ဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့အကြမ်းဖက်စစ်တပ်က စက်တက်၄ ठी နဲ့တိုက်ခိုက်မှုကြောင့်အော်ဂုလာအတွင်းအရသာပြည်သူ20ကျော်တိစုံတဲ့တရင်ကိုတင်ပြပေးပါမယ်။အကြံဘက်စစ်တပ်ကစက်တက်၄ ठी နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အော်ဂုလာအတွင်းအရသာပြည်သူ20ဦးတိစုံခဲ့ရတယ်လို့အကြံဘက်စစ်တပ်ကကျူးလွန်ထားတဲ့ဆေးရဆုံမှုတွေကိုလေးလာစောင့်ကြည့်နေတဲ့ Spring Revolution Database SRD ကဒီကနေ့စက်တင်ဘာလ18ရက်နေ့မှာထုတ်ပြန်ပါတယ် SRD ရဲ့ထုတ်ပြန်ချက်အရအကြံဘက်စစ်တပ်ဟာအော်ဂုလာအတွင်းမှာစက်တက်၄ ठी တွေနဲ့ ပဲခူးမကွေးမန္တလေးနဲ့စကိုင်းတိုင်းတို့မှာဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ခဲ့တယ်လို့သိရပါတယ်အကြံဖက်စစ်တပ်ကစက်တက်လီထူးတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်မကွေးတိုင်းမှာအရသာပြည်သူ၈ဦးသေဆုံးခဲ့ရပြီးတော့ပဲခူးတိုင်းမှာ9ဦးစကိုင်းတိုင်းမှာ9ဦးမန္တလေးတိုင်းမှာ2ဦးသေဆုံးခဲ့ရတယ်လို့လည်း infograd နဲ့ဖော်ပြထားပါတယ်အကြံဖက်စစ်တပ်ဟာအော်ဂိုလာအတွင်းမှာစက်တက်လီထီးအပါဝင်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်တဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း246ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့အသိပေးထားပါသေးတယ်လေရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှု တွေကိုဝိုင်းထွဲ Yak 130လေယာဉ်တွေအပြင် MI 35လို့ဗတ်စုံတုံတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကိုပါအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ဒီကနေ့စက်တင်ဘာလ19ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ Spring Revolution Database SRD ရဲ့ infograph အရာကရင်နီပြည်ဟာ85ကြိမ်နဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးအများဆုံးခံခဲ့ရပြီးတော့သခိုင်းတိုင်းက83ကြိမ်နဲ့ဒုတိယအများဆုံးတိုက်ခိုက်ခံရတယ်လို့သိရပါတယ်။လေကြောင်းကိုသာအားကိုးနေရတဲ့အကြံပတ်စစ်တပ်ဟာအော်ဂိုလာအတွင်းမှာပြည်နယ်9ခုဖြစ်တဲ့ကချင်၊ကရင်နီ၊ကရင် ချင်းမွန်ရခိုင်ရှမ်းနဲ့တိုင်းဒေသကြီးတွေဖြစ်တဲ့မကွေးမန္တလေးစကိုင်းနဲ့တနင်္သာရီတိုင်းတို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ SRD မှတ်တမ်းအရာသိရပါတယ်။ Spring Revolution Database SRD ဟာအဂျမ်ဘတ်စစ်တပ်ကကျူးလွန်ထားတဲ့ဆေးရဆုံးမှုတွေကို2022ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကနေမျက်မှောက်ကာလအထိမျက်ခြေမပြတ်အစဉ်တစိုက်စောင့်ကြည့်မှတ်တမ်းတင်နေတဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စိတ်ဖြူမျိုးနယ်မှာဇူလိုင်နဲ့ဩဂုတ်လအတွင်းအကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာ14ဦးသေဆုံးပြီးတော့20ကျော်ဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းစိတ်ဖြူမျိုးနယ်မှာဇွန်လနဲ့ဩဂုတ်လအတွင်းအကြံဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာစေအုပ်စုဘက်က14ဦးသေဆုံးပြီးတော့20ကျော်ဒဏ်ရာရသွားတယ်လို့စိတ်ဖြူမျိုးပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ စိတ်ဖြူမျိုးနဲ့စေမိုင်လန်းစုံဂိတ်ကနေကင်းယူဖို့ထွက်လာတဲ့အင်အား20ခန်းရှိတဲ့စစ်သားတွေကိုဇွန်လ17ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးသေဆုံးပြီးတော့၁၀ဦးခန့်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ဇွန်လ18ရက်နေ့မှာလည်းစစ်သားတွေပါလာတဲ့ရင်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၃ယောက်သေပြီးတော့9ယောက်ဒဏ်ရာရသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ါအပြင်ဇွန်လ30ရက်နေ့ကလည်းစိတ်ဖြူမျိုးကနေစစ်ကား2စီးနဲ့ထွက်လာတဲ့စစ်ကော်မရှင်တပ်သား30ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာတော့3ဦးသေပြီးတော့5ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့အသိပေးထားပါတယ်။ ဩဂုတ်လ23ရက်နေ့ကလည်းစိတ်ဖြူမြို့နယ်လက်စဲရဲစခန်းကို drone နဲ့ဘုံသီးသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရမှာရဲ၃ယောက်ပြင်းထန်ထန်ရရသွားတယ်လို့ဩဂုတ်လ25ရက်နေ့မှာအဲ့ဒီရဲစခန်းကိုပဲ drone နဲ့ဘုံသီး၅လုံးကျဲချခဲ့ရမှာတော့ရဲ၂ယောက်ဒဏ်ရာရသွားတယ်လို့စိတ်ဖြူမြို့ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSB ကထုတ်ပြန်ထားပါတယ်။ ဒရုန်းစစ်စင်ရေးတွေမှာရဲတွေထိခိုက်မှုရှိတယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSB ကဒရုန်းတစင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSB နဲ့ပခုတ်ကူအမှတ်လေးတက်ရင်တက်ခွဲသုံးစိတ်ဖြူမြောက်ပိုင်းပြည်သူ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။